ိန္ဒြာတော်တက်ချင်တက်เสียရမရှိတဲ့အစင်းရဲဆုံးရက်ကွက်ပေးသည်။အားလုံးပဲမင်္ဂလာပါ။ဒါကကမ္ဘာအကြီးဆုံးစင်းရဲသားရက်ကွက်ကြီးဖြစ်ပါတယ်။ဒီရက်ကွက်ကတော့အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့အနီးက Dravi လို့ခေါ်တဲ့ရက်ကွက်ကြီးတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ Dravi ကလူတွေကအလုံးအယံလောက်ကြတဲ့သူတွေပါ။ Dravi မှာနေသီးသီးကလူပေါင်းစုံလို့နေထိုင်ကြပြီးတော့စီးပွားရေးလုပ်ငန်းပေါင်းစုံလဲလုပ်ကိုင်ကြပါတယ်။ Dravi ကိုကြည့်ရတာအိန္ဒိယသေးသေးလေးတစ်ခုလိုတောင်မှခံစားရစေပါတယ်။ Dravi မှာမိသေးနေထိုင်ကြသူဥယေကတသန်းထိရှိတယ်လို့သိရပါတယ်။ဒါပေမဲ့နေမကောင်းဖြစ်ရင်ပြသဖို့အတော့ ဆေးကံသေးသေးလေးတစ်ခုတောင်မှမရှိနေပါဘူး။လုံးရီအတွက်လမ်းမပေါ်ရေပေါ်မှာပိုက်တွေနဲ့သွဲတန်းယူထားကြပေမဲ့ရေကအမြဲတမ်းလာနေတာတော့မဟုတ်ပါဘူး။နောက်ပြီးတော့အထူးခြားဆုံးအချက်တစ်ချက်လည်းရှိပါသေးတယ်။ဒရာဗီကအင်းတွေမှာအင်းသားတစ်လုံးတစ်လီမှကိုမရှိပါဘူး။စောက်လည်းမစောက်ထားကြပါဘူး။အများဆုံးအင်းသားအချို့ရှိမယ်။နောက်ပြီးတော့၆ကမ္ဘာပိတ်ပါပစင်ဆွန်နာတွေလောက်ကြပါရည်။အများသောအင်သာဆိုရင်ခက်လန်းလန်းကနေတောင်မှအနံ့သက်ကမကောင်းလှပါဘူး။ဒရာဗီဖြစ်ပေါ်လာပုံကိုပြောရရင်တော့လွန်ခဲ့တဲ့ရာသုနှစ်တွေစီကိုပြန်သွားရပါလိမ့်မယ်။ ေးလန်နေလူတွေတော်တော်များများကမြို့ကြီးတွေစီကိုပြောင်းလာကြပါတယ်။အဓိကအားဖြင့်မြို့ကြီးတွေမှာအလောက်ကန်ရဲ့ခွင်းလန်းကပေါ်များလွန်းလာကြောင်းဖြစ်ပါတယ်။ဒီလိုနဲ့နေပေါင်းဆောင်ကလူတွေစုပြုံတက်လာကြတဲ့အချိန်မှာနေရာထိုင်ခင်းပြဿနာတွေဆဖြစ်ခဲ့ပါတယ်။ဒါကြောင့်လူတွေကဈေးပေါ်ပေါ်နဲ့ရရှိနိုင်မဲ့နေရာတွေမှာအိမ်တွေစောက်ပြီးတော့နေခဲ့ကြတယ်။ဒီလိုနဲ့မိုဘိုင်းမြို့ပြင်ကဒီနေရာမှာလာရောက်နေထိုင်ချသူတွေတဖြည်းဖြည်းနဲ့များပြားလာကြပြီးတော့ကျူးကျော်ရက်ွက်လိုမျိုးဖြစ်လာခဲ့တယ်။လူတွေပုံများလာတာကြောင့်အိမ်တွေကိုလူနေထိုင်သားယုံတွေထတ်ဆောက်ကြတယ်။အရင်ရောက်ပြီးသားလူတွေကသူတို့ရဲ့အိမ်တွေကိုအထက်တွေတက်ဆင်ပြီးတော့ ငှားစားတာမျိုးတွေလောက်ကြပါတယ်။အခန်းငှားကဈေးရန်ဒေါ်လာကြောင့်ဒရာဘီမှာလာရောက်နေထိုင်ကြသူတွေအမတန်များပြားလာခဲ့ပါတယ်။အခုဆိုရင်တော့လူဦးရေကတသန်းကျော်လောက်အထိတောင်မှရှိလာနေခဲ့ပြီဖြစ်ပါတယ်။ကျော်တခင်းစားအခန်းသေးသေးလေးတွေမှာလူ73ယောက်လောက်အထိကိုပြုတ်သိမ်းနေထိုင်ကြတာလည်းရှိပါတယ်။အိမ်တွေကတအိမ်နဲ့တအိမ်ကပ်နေတာကြောင့်နေရောင်တောင်မှမမြင်ရပါဘူး။ပြည်မောင်တွေကိုလည်းဖောက်ထားဖို့အဆင်မပြေတာကြောင့်လေဝင်လေထွက်လည်းမကောင်းပါဘူး။ဒရာဗီမှာလုပ်ငန်းကိန်းကန်းတွေအဆုံးရှိပါတယ်။အထက်ချုပ်လုပ်တာကဆက်လို့ခရီးဆောင် luggage 8တွေအဆုံး အသုံးဆောင်ပစ္စည်းတွေအားလုံးဒီပါ driver ကနေပြီးတော့ထုတ်လုပ်ကြပါတယ်။တချို့ကတော့အဲ့ဒီအလုံးယုံလှုပ်ထားတဲ့အခန်းချင်းချင်းလေးထဲမှာပဲညအိမ်နေထိုင်ကြပါတယ်။ driver တယောက်ကလုံးကအိမ်တွေမှာအိမ်သားလုံးဝမရှိတာကြောင့်အများဆုံးအိမ်သားမှာသွားထက်တာပဲဖြစ်ဖြစ်ကြောက်ကန်းပေးကနေပဲဖြစ်ဖြစ်မစင်ဆုံးကြတာကြောင့်ချောင်းတစ်ခုလုံးကလည်းအတော်လေးကိုညဉ့်ညမ်းနေပါတယ်။ဒီကြားထဲအမိုက်တွေကိုစီးကမ်းမဲ့ဆွန့်ပစ်ထားကြတာကြောင့်မိုးရင်ဆိုရင်တော့ကြွက်ချင်းရင်တွေအတော်လေးကိုပေါ်မှဖြစ်ပြီးတော့ကုဆက်ယောဂါတွေကြက်ရောက်မယ်ဆိုရင် driver ရဲ့အနာကက်ကမတွေးရစရာဖြစ်ပါတယ်။ ဒရော်ဘီမှာနေထိုင်ကြတဲ့သူတွေကဖော်ရွေးကြပါတယ်။ကမ္ဘာအခြေစုံစင်းရဲသားရဲကွက်ကြီးဖြစ်တာကြောင့်ကမ္ဘာလက်ခရီးသည်တွေလည်းအများအပြားလာရောက်ကြပါတယ်။ဒရော်ဘီရဲ့နောက်ထပ်မျိုးဆက်စစ်လူငယ်လေးတွေကတော့အခုလိုအခြေအနေဆိုးတွေကနေပြီးတော့ထောက်ထွက်ချင်နေကြပါတယ်။ဒါကြောင့်ပညာရေးမှာထူးချွန်အောင်ကြိုးစားကြပါတယ်။အိန္ဒိယလိုနိုင်ငံမျိုးမှာအခုလိုမြေမကောင်းအောင်ဆုပ်ပြတ်တက်နေတဲ့ကမ္ဘာအဆင်ရုံရက်ွက်ကြီးတခုရှိနေတာကြားလို့လည်းမကောင်းပါဘူး။နိုင်ငံရဲ့ကုန်စည်ခါကိုလည်းကျဆင်းနေပါလေ။ဒါကြောင့်အခုဆိုရင်တော့အစိုးရကဒေါ်လာတန်620အထိအသုံးပြုတာ ဒရာဗီကိုအဆင့်မြင့်တင်ရေးတွေပြုလုပ်ဖို့အတွက်စီမံကိန်းတွေရေးဆွဲနေပြီဖြစ်ပါတယ်။ဒရာဗီတယောက်ကလုံးဝအင်တာလုံးဝမရှိပါဘူး။ဒါပေမဲ့ဒရာဗီရဲ့မျိုးဆက်တဲ့လူငယ်လေးတွေစီမှာတော့ software engineer လုပ်ဖို့ AI model တခုတည်ဆောက်ဖို့စတဲ့ကြီးကျယ်ခန်းနားတဲ့အိမ်မက်တွေတော့ရှိနေပါတယ်။ဒီလိုနဲ့ဒရာဗီရဲ့အနာဂတ်ကမျိုးဆက်၃ခုအကြမှာလူတန်းစီနေထိုင်နိုင်တဲ့ဘဝမျိုးကိုမျှော်မှန်းလာနိုင်ကြပြီပဲလို့ပဲဆိုရတော့မှာဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။